ဟယ်လိုမင်္ဂလာပါနော်ဒီလုံးမေးခွန်းလေးတွေကိုအမြဲမေးကြရတယ်ပေါ့နော်ဒီအတွက်ဆိုတော့အမပေးရင်လိပ်စာလေးလည်းတင်ပေးမယ်ဟုံးလိပ်စာလေးလည်းတင်ပေးမယ်အိမ်ကူညီမလေးတွေဆိုရင် ဟုံးကိုဆက်သွယ်လို့မရရင် CDE ကိုလည်းဆက်သွယ်ပါနော် နောက်ပြီးတော့အပြင်အလုံးမှာလုတ်ပြုတ်တဲ့လူတွေဆိုရင်ဟုံးအပြင် TWC2 ကိုလည်းဆက်သွယ်ပါနော်အဲ့လိုမျိုးဒီ organization တွေကအသီးသီးရှိတဲ့အချိန်မှာသွားဆက်သွယ်ကြပါဆက်သွယ်ပြီးတော့သူတို့မေးရင်လင်းကိုက အချက်နဲ့အလက်နဲ့ပြောပါပြောတတ်အောင်လည်းခြားရေးထားပါဟိုသူတို့ဆိုတာတခြားလူတွေလည်းရှိတယ်အဲ့တော့ဆိုတော့သူတို့ကအဓိကအချက်တွေကိုပဲသူတို့က ရွေးထုတ်ပြီးတော့ပဲသူတို့ကလှုပ်ပေးနိုင်မှာလေညီကမောင်နေညီမတွေခံစားနေရတာအသေးစိတ်နားထောင်ဖို့ရကြတော့သူတို့မှလည်းအချိန်မရှိတာအောင်နားလည်ပေးရမယ်အတွက်ဆိုကိုကဘလို့အချက်လက်တွေဘလို့စုဆောင်းရမယ်ဘလို့လုပ်ရမလဲဆိုတာလည်းအမပြောပြထားတာရှိတယ်ကိုရဲ့ IPA လက်တာတွေကိုတင်ထားတွားပြရမယ်ပြီးတော့ဘာတွေလုပ်ရမလဲပြီးတော့အလုပ်ချိန်ဒီမှာဘလို့ရရှိလဲဆိုတာကိုတက်တေလေးတွေယူထားအဲ့ဒါတွေကိုလည်းအမပြောထားတယ်နော်ဒီအတွက်ဆိုတော့ ကိုကလောက်တော့မယ်ဆိုရင်ဘလို့အချက်ဒီမှာဘလို့အစ်စ်မှာလောက်ရမလဲဆိုအောင်သွားလို့ရတယ်တိုင်ပင်လို့ရတယ်သွားကြပါနော်အမကလည်းအမရဲ့ချက် inbox ကနေအမပြောပြပါတယ်ဒါပေမဲ့အမမှာတနေ့ကိုလူကဒီဟိုမျိုးပေါ့နော်10ရောက်15ရောက်လောက်ပဲပြောနိုင်တယ်ဒီချက် inbox ကိုဖွင့်လိုက်ပြီးသူတို့အကြောင်းအရာနားထောင်ဖို့ရပြန်ပြောဖို့ရအချိန်တစ်ခုလိုလေအတွက်ဆိုအမအများကြီးမပြောနိုင်ဘူးအဲ့အတွက်ဆိုတော့အမရဲ့ချီမှာစောင့်နေမဲ့တူတူ ချက် inbox မပွင့်သေးဘူးဆိုရင်အမရဲ့မှတ်မှာအရေးကြီးတယ်ဆိုမှတ်မှာတခါတည်းရေးပါချက် inbox ပွင့်သွားတဲ့လူတွေကလည်းအမပြောစရာရှိရဆိုမှမရက်နဲ့ဇက်တိုက်ပြောတော့လို့အမအချိန်ညီပြောတယ်အမကဒီအေးပြောစွာယူပြန်ပြောဖို့အရာတာမှာအမမှာတခြားဟာတွေအများကြီးရှိရအမဒီလိုမျိုးဂုံဖော်ပြီးပြောနေတယ်မို့အေးပြောနေရဆိုအမပြန်မပြောနိုင်တော့ပြောသွားလိုက်ပြောသွားရင်ကိုယ့်ရဲ့အကြောင်းရတာတခါလေးပြောထားဆိုအမဖတ်လိုက်တယ်ဖတ်ပြီးရင်ပြန်ပြောအမရေပြောစရာရှိလို့ဆိုတော့ အဲ့ဒါဆိုအမကစကားပြန်မပြောဘူး။သူကဘာမှမပြောသေးဘူးလေ။အမကစောင့်နေတာပဲ။နော်။အဲ့လိုမျိုးရှိတယ်။ အချက် inbox မပွင့်သေးတဲ့လူတွေမှန်းမှာမှန်းလို့ရတယ်အမအပြင်အမနာမှာကိုပေးနေတဲ့လူတွေအခုအများကြီးရှိလာပြီဆိုတော့သူတို့ကလည်းအမရဲ့ဒီ comment တွေဝင်ပြီးဖြေပေးနေတယ်အဲ့အတွက်ဆိုတော့မှန်းမှာသူပြက်တနာတူညီတဲ့လူတွေကလည်းအချင်းချင်းရိုင်းပေးရအောင်သူတို့လာမန့်ပေးလိမ့်မယ်တယောက်ကိုတယောက်ကူညီမှရမယ်ငါကိစ္စကိုမပြောချင်ဘူးငါလူသိမခံချင်ဘူးဟိုမတ်ထက်နဲ့ပဲပြောမယ်ဆိုအဲ့လိုမျိုးကြီးလည်းရှိတယ်ဒါပေမဲ့လည်းပေါ့နော်ဟိုအဲ့လိုမျိုးသူစောင့်ရင်အချင်းကြမယ်ကွယ် ပြောပြအောင်လားမြင်မြင်ပြောလိုက်ပါအားလုံးကရင်ဘတ်တူတဲ့သူတွေဒုက္ခရောက်တဲ့သူတွေအကုန်လုံးအတူတူရှိနေပါတယ်အမကအမရဲ့ဖုန်းနံပါတ်ပေးပါဖုန်းနဲ့မှပြောချင်လို့သူအမကဖုန်းနံပါတ်မပေးပါဘူးအဲ့ဒါကိုလေအမအခောက်ခောက်အခါခါပြောပြီးပြီအမမအမလုံအလုံလုံနေတဲ့အရာရှိတယ်ဆိုတော့အမတချို့ကြတော့ကွယ်အမအလုံချိန်နေရောဖုန်းခေါ်တယ်မကင်မချင်းခေါ်တာတွေရှိတယ်တိသွားတယ်လို့နောက်ပြီးတော့တချို့ဟိုပေါ့နော် ် ethic မရှိတဲ့လူတွေကအမဖုန်းနံပါတ်ကို ပေးလိုက်တယ်။ agency ဆိုတဲ့လူပေါ့နော်။အမဖုန်းနံပါတ်ကို ပေးပြီးတော့လွှတ်တာရှိတယ်။ तू ကဘာအခွင့်ရှိလို့အမဖုန်းနံပါတ်ကိုပေးလိုက်လဲ။အမစဉ်းစားမရ။ဟောနော်။သူ့ကို तू ဘာများထင်နေလဲမသိ။အဲ့လိုဆိုတော့အမရဲ့ဖုန်းနံပါတ်ကိုအမမပေးဘူး။အမမှလည်းအမရဲ့အလုပ်ချိန်ကြီးရှိတယ်။တချို့ကအမမီတင်ချိန်မှာအမအဲ့လိုဖုန်းနဲ့အတင်းခေါ်တာရှိတယ်။ဖုန်းကိုမခေါ်ပါနဲ့။ဒီနေ့အဲ့ဒါအမဒါတင်ပေးမယ်နော်အကုန်လုံး။ စင်ကာပူနိုင်ငံမှာတော်ရုံတောင်ဖုန်းမခေါ်အောင် message အရင်ပို့ရတယ်နော်သူ့ဘက်ကအဆင်ပြေတယ်ဆိုရင်ဖုန်းခေါ်မယ်ဖုန်းခေါ်တာတွေ video call ခေါ်တာတွေမလုပ်ကြပါနဲ့နော်အဲ့ဒါတော့အမဒါသင်ပေးတာပါအမသင်ပေးတာပါနော်အဲ့လိုဆိုတော့အကုန်လုံးအစင်းစင်းဒီမှာမှန်းနေမှာလဲမှန်းလို့ရတယ်အမဘယ်မှန်းမှမဖြက်ဘူးဟို TikTok ကသူ့ရဲ့ community standard နဲ့မညီတော့ပြက်တာတော့အမလည်းမသိဘူးအမတခါလေးကြိုက်တော့အမဟာတာအနေနဲ့နောက်ပြီးတော့ရေးတာပါလေ ။ဟိုတန်လောက်ရတာမှပါလေအမဟိုသေးပါပြီလို့ဆိုပြီးတော့ဓနသူပြောတဲ့ဟာတလေးကိုအမပြန်ပြော तू ကနောက်ပြီးပြောတော့အမသေးပါပြီဆိုရင်အဲ့ဒါကိုအမရဟိုစတန်ဒတ်နဲ့မညီဘူးဆိုတော့အမကိုဟာဝန်နင်းပေးသွားတယ် TikTok ကအဲ့လိုဆိုတော့ဟာဖြစ်ပါဒီမှာမှန်ကြပါပြောကြပါเนาะမယိုင်ဆိုင်နဲ့ကောင်းကောင်းမွန်မွန်ပြောကုပေးရတွေလည်းရှိတယ်เนาะဟုတ်ပြီလားเนาะအမဖုန်းနံပါတ်မပေးဘူးအဲ့ဒါအမအချင်းချင်းပြောတယ်เนาะ အမမတခြားဆက်သွယ်ရမယ်နည်းလမ်းလေးရှိပြီးတော့မြမတို့မမောင်လေးကိုကူညီဖို့အတွက်အမကတက်တက်တနေရာထားထားပြီးသားအဲ့လိုမျိုးထားထားတယ်အမ Facebook မှမှရှိတယ်အမ Facebook ကိုလည်းမမသုံးမပေးဘူးဘာလို့လဲဆိုတော့အမကူညီမယ်ဆိုတာဒီ TikTok ကလို့ပြောထားတဲ့အတွက် TikTok မှာပဲရှိတယ်အမ Facebook မှာမလုပ်ပါဘူးအမရဲ့ Facebook ကိုသိပြီးတော့ Messenger နေလာ ပြောတဲ့လူတွေကိုလည်းအမမကူညီဘူးเนาะအမလုပ်မယ်ဆိုတဲ့အရာမှာပဲအမတာဝန်ကြီးကြီးလုပ်တယ် channel ဘက်တွေကိုတော့ မလာကြပါနဲ့ကျေးဇူးတင်ပါတယ်နော်